ဒီ2025မှာကျမဒီ AI တိုင်းဒေတာကြီးရနေပြီးတော့ဝင်ရောက်အရွေးခံမယ်လို့ကျမဆုံးဖြတ်ခဲ့ပါတယ်။ဘာကြောင့်လဲပြီးတော့ပြည်သူ့လွှတ်တော်ကနေဝင်ရောက်ရှင်းပြခဲ့ပါတယ်။အဲကျမဝင်ဝင်လေးဝင်ခိုင်းတော့ရှုံးနေခဲ့ပါလိမ့်ရှင်။အားလုံးပဲမင်္ဂလာပါဒေါ်လန်ပြည်သူတွေနှလုံးစိတ်ဝမ်းအေးချမ်းပါစေ။ဘေးရန်ကတိကင်းကြီးပါစေ။အာနာရှင်ဒေါ်လန်နေကြတဲ့ရဲဘော်ရဲဘက်တွေဒေါ်လန်ပြည်သူတွေခလုံးမတိစူးမကြီးပါစေနဲ့လို့ဥစ္စာပရမစုမကောင်တောင်းပါရယ်။နော်ကျွန်တော်တို့ဒီ2000အဲ25လေကုံတော့မှာဆိုတော့ เนาะ2025ခုနှစ်မှာဆိုတော့ဒီလိုမထော်မနှမ်းနေဒီခွေးကောက်ပွဲမှာမဲဆွယ်နေကြတာတွေတွေ့ရတဲ့အတွက်ပြည်သူတွေဒီချို့ဟာတွေကြတော့ဟိုဒီတိုင်းပဲကျွန်တော်တို့ရီမောပျော်ရွှင်ရတာပေါ့ဗျာเนาะရီမောပျော်ရွှင်ရတာပေါ့ဒီလိုလူတွေကတိုင်းပြည်ကိုဥဆောင်မှုအတွက်စ조사နေတယ်ဆိုတော့ဒီမိုတီလီဒီလူတွေနဲ့ကတော့ကျွန်တော်တို့တော်တော်မျက်စိနှာအောင်နောက်အောင်မယ်ကာလာပါโอเคပါအဲ့တော့နောက်တက်ဒီပြီးပါပြီပါတီကအရင်ရပိုင်းမှာလဲကျွန်တော်တို့တက်တက်ခါရဥဆောင်ပြီးတော့ပြည်သူတွေ ကြက်ဥတွေဈေးလျှော့ရောင်းတယ်ဆိုပြီးတော့မဲဆွဲနေတာလည်းတွေ့ရပါတယ်เนาะကြက်ဥသာရောင်းတာသူကနောက်မှာ white ကားတွေပါနေတယ်လုံချုံကြီးတွေပါနေတယ်ရောင်းနေတာလည်းတွေ့ရပါတယ်အခုလည်းကျွန်တော်တို့မထော်မနန်းတစ်ခုထပ်တွေ့ရပါသေးတယ်เนาะကျွန်တော်တို့အလူကြီးခြေကြเนาะတယောက်ကကျွန်တော်တို့မျိုးဆက်တလေးရပါเนาะသူတို့ပြီးပါပြီပါတီရဲ့မျိုးဆက်တလွတ်တော်ကိုစလေအမတ်အလောင်းကမဲဆွဲနေတာကိုကျွန်တော်တို့ကြည့်ရအောင်ပါသူမဲဆွဲတဲ့ပုံလေးရတော့တမျိုးလေးပါ ျွန်တော်တို့ငွေပူစကားနဲ့ပြောရရင်အကုန်လုံးရှုပ်ကုန်ပြီရှုပ်ကုန်ပြီဖြစ်ကုန်မှာပါအဲ့တော့ကျွန်တော်တို့ဘယ်လိုမဲဆွယ်လဲဆိုတာကိုကြည့်အောင်ဒီအကျော်နဲ့ပတ်သက်လို့ကျွန်တော်တို့ကလည်းဝယ်ထားတယ်။ဒီမှာကျွန်တော်အကျော်စရာလည်းဝယ်ထားတယ်။အကျော်စရာလည်းဝယ်ထားတယ်။ဒါလည်းအကုန်လုံးကျင်းမှာ။နော်သူကအကျော်စရာလည်းဝယ်ထားတယ်။သူကအကျော်စရာကိုဒီပြီးပါပြီပါတီရဲ့အုပ်ထုပ်ကိုလည်းပေးထားတယ်။သူကအင်ဂျီကိုလည်းလကားပေးထားတယ်။ဒီအကျော်ဒီအားလုံးလည်းသူက ဝယ်ထားတယ်ဒါတတော်ကိုမုံမြတ်တဲ့စိတ်ထားပါကျွန်တော်စိုးရိမ်နေသူတို့ပါတီကအကျွေးနေနေဆိုတော့ဒါအဆင်ပြေပါမလားဒီအကျော်ဝယ်လိုက်လို့ဆိုပြီးတော့ဒါစည်ရင်စရားတွေသူတို့တက်လာအောင်မယ်ရှုပ်ကုန်အောင်မယ်ပေါ့နော်စက်ကြည့်အောင်ပါအားလုံးကိုကြည့်အားလုံးကိုကြည့်ပါအကျော်တွေအားလုံးတပန်းလုံးဘလို့ဘယ်ရကျော်တပန်းကိုဘလို့အားလုံးကိုကြည့်ပါလေလို့ဒုက္ခပဲလာစားနေ ဘာများလို့ကုန်ကြီးမှာဒုက္ခတွေကိုကြော်လောက်တော့ကြော်လိုက်သေးလားဘေးဘရားတွေကိကွာပါအောင်ဝေးကွာပါအောင်ဘယ်တော့ကြီးလားအဲဘေးဘရားတွေဝေးကွာပြီးတော့ဒါမင်္ဂလာချမ်းသာဖို့ရှင်ဖို့မင်းဘောယူအပ်သေးတယ်ဟာမင်္ဂလာတောင်ကျုံအမှတ်ကြီးပေါ့နော်တောင်ကျုံဘေးဘရားတွေဝေးကွာဖို့ကျမ်းမာချမ်းသာဖို့ဒါရွှေမွေးမွေမှုကလေရွာပေးသေးတယ်เนาะဒါပါတီရလည်းအကျွေးတွေနဲ့ဆိုတော့ဒီဘရားကျော်ဘိုးကဒါအကျွေးပဲလားမသိဘူးเนาะအဲ့ကိစ္စတော်တော်နက်နဲကုန် တောင်ကျွတ်အမှတ်ကြီးပေါ့နော် တောင်ကျွတ်မြို့နဲ့အမှတ်ပါခင်ဗျာဟုတ်တော့မှန်ပါဟာဘောကြီးရဲ့ဘူသားကြီးဘာလဲဘောလားဗောတပါလို့လားโอเคโอเคကျေးဇူးတင်ပါတယ်အမှတ်ကြီးโอเคပါဗျာအာသူပြိတက်တဲ့သူနော်ကျေးဇူးတင်ပါတယ်အမှတ်ကြီးရဲ့တောင်ကျွတ်ကလူတွေနော်ရှောင်းနော်တောင်ကျွတ်ကလူတွေဒီဘိုးတော်ရှောင်းနော်တောင်ကျွတ်ကလူတွေဘရားကျော်ကျွေးမှုထားတယ်ဆိုတဲ့ဟာကတမိုင်းမှာဒါအဆုံးတီးဖြစ်မယ်နော်တောင်ကျွတ်ကလူတွေဒါ ဘရားကြော်တွေပါလေကားကျွေးနေရဆိုလဲရှောင်းဒါနောက်နေ့ဆိုလို့ရှိရင်ဒါစမူဇာတို့ကြက်ဥပလာတာတို့ပါတို့ဒါတွေကျွေးတော့โอเคပါဒါကျွန်တော်တက်တက်နောက်တာပါနောက်တက်တခုကပုံပြီးတော့ဆိုးပါလေဒီစစ်ရှုံးកောင်စီရဲ့လက်ထက်မှာဒီစောက်ကောင်မလက်ထက်မှာလူမှုဖောက်ပြန်ရေးတတိယအဆင့်စုကိုเนาะချီးမြှင့်ခံနိုင်ရတဲ့เนาะဆေးဆရာယူတာဟိုပါပေါ့ဆေးနဲ့ပတ်သက်လို့ရှိရင်ကျွမ်းကျင်တဲ့ဆေးဆရာယူထုခန့်ကျော်อ่ะ လမ်းမတော်စီးတက်ကတူတင်ရောက်ကလာစီးတက်ကတူနှစ်တို့မှာစီးပညာတွေကိုအဲ့ပေါမုခအနေနဲ့တင်နှန်းပို့ချပြီးတော်မူတကယ်ရှုပ်ကုန်ပြီမွေးပူစကားနဲ့ပြောတကယ်ရှုပ်ကုန်ပြီနော်ရှုပ်ကုန်ပြီအဲ့တော့ကျွန်တော်မြောက်ကလာမှာရှိတဲ့လူတွေရင်လေးတယ်သူကအဲ့ပေါမုခအဖြစ်စီးပညာတွေချက်မြူးဖို့အတွက်သူကတင်ကြားပေးဖို့အတွက်ဒီ စီစဉ်နေပြီဆိုတော့ဒါတော်တော်ကြီးကိုနက်နေသွားပြီဒီကိစ္စသူကဈေးပညာတွေဘာမှတင်ထားတာလည်းမသိဘူးအဲ့တော့မြောက်ကလာလူတွေတို့လမ်းမတော်ကလူတွေတို့ကျွန်တော်ရင်လေးတယ်ရင်လေးတယ်နော်ရင်လေးတယ်โอเคပါနောက်ထပ်အဲကျွန်တော်တို့ကြည့်ရမယ်ရုပ်တံဖိုင်ရတော့ဒီအယူကွက်လှရှည်ပေါ့နော်အယူကွက်လှရှည်ရဲ့ဒီအယူချီးမံစကားတွေကိုလည်းကျွန်တော်တို့နားဆင်ကြည့်ရအောင်ပါ ါတော့ဒါတွေကတော့ရှေ့ပိုင်းဟာတွေကတော့အပြင်းပြင်းပဲကြည်ပါเนาะကျွန်တော်တို့ဒါဒီကောင်းနေကိုကျွန်တော်တို့သိရောမယ်เนาะဒီကောင်းနေစောက်တလဲတွေပြောတာတွေကိုကျွန်တော်တို့ကြည်ပြီးတော့ဟားမယ်ပေါ့เนาะနောက်ပိုင်းမှာတော့လေးလေးနက်နက်ပြောထားတာတွေပါပါတယ်အဲ့ဒါလေးတွေလည်းအတူတူကြည်စီကျင်တာပါကြည်ပြီးသွားတဲ့လူတွေလည်းအဲထက်ကြည့်ပေးပါအောင်เนาะကျွန်တော်တို့ဒါအခုမလာသေးဘူးပေါ့နောက်ပါပါအဲ့တော့ယူကွက်လရွှေရဲ့ယူချီပဲစကားတွေခဏကြည့်အောင်မင်္ဂလာပါလေးစားပါတယ် ကျွန်တော်တပည့်ကကျွန်တော်စတွေ့တာနဲ့အဲ့လိုနှုတ်ဆက်တာလေးစားပါတယ်ကြာအဲ့လိုမျိုးကျွန်တော်ပုပ္ပတိကြီးရတယ်ပေါ့နေပြီတော့ပေါ့နော်အဲ့ဒီကနေရွေးခံပါပေါ့နော်ကျွန်တော်ပထမနှစ်ကြိမ်ပေါ့ရွေးခံမှုတာဘယ်ဟာလဲဆိုတော့ကံကောဟိုဟာပေါ့ကံကောမှာပေါ့ကံကောထီလင်းစောအဲ့သုံးမျိုးနေရမျိုးသားလွတ်တော်ကိုယ်စားလေပေါ့အဲ့ဒီကိုကျွန်တော်ကအဲအဲ့ဒီမှာကျွန်တော်တို့ ရှေ့မှာကျွန်တော်ဒီကောင်နဲ့ပတ်သက်ပြီးပြောစရာတစ်ခုရှိတယ်ဆိုတာပြည်သူတွေကိုပြောဘူးတယ်ပေါ့နော်မပြောပြစ်သေးတာအဲ့ဒါလေးပြောပြပါမယ်ကျွန်တော်ဟာငါကောင်ကြီးကိုဂန်ကောမှာသွားဖြော်ပြီးတဲ့အခါမှာကျွန်တော်ပွဲတော့မမှတ်မိတော့ဘူးအလှူပွဲလားအဲចောင်းရည်ဇက်ချလားမသိဘူးအဲ့ပွဲတစ်ပွဲကိုသွားဖြော်ပြီးတင်ဆက်တယ်ဖြော်ပြီးတင်ဆက်တဲ့အခါမှာចောင်းနိုင်စရာတော့ကပွဲစီစဉ်နေစရာတော့ကပေါ့နော်အဲကျွန်တော်တို့ပါမစ်သွားတင်တယ်ပါမစ်သွားတင်တဲ့အခါမှာဒီကောင်က ကျွန်တော်ဟာငါးကောင်ကမယ်ဆိုတော့သိတဲ့အခါကျတော့ဒီကောင်ပါစောက်ကြည့်ရုပ်လဲဆိုတော့ရပါတယ်ဆရာတော်ပါမစ်ကဒီလူတွေနဲ့ဒီလူတွေပဲတင်စရာမလိုပါဘူးကကြပါဆိုပြီးတော့ဆရာတော်သူပါမစ်မလိုဘူးပေါ့နော်ကခိုင်းကခိုင်းတဲ့ပုံစံမျိုးနဲ့ကခိုင်းတယ်ကျွန်တော်တို့ရောက်တော့မှစရစ်တယ်အဒီကောင်ဒီကမှာဆိုလို့ရှိလို့ရှိရင်ပါမစ်မပေးဘူးလို့အပေးပါမစ်မရှိပဲနဲ့ကလို့ရှိရင်ဖမ်းမယ်စီးမယ်လို့ဘာညာလောက်တာပေါ့နော်လောက်တဲ့ခါကျတော့ကျွန်တော်တို့ ਨੇ အအမှုပညာလောကတွေရပါမယ်ကျွန်တော်တို့ဆရာတယောက်ကနေပြီးတော့ဒီကောင်နဲ့အအကန့်နည်းနည်းရှိတဲ့အခါကျတော့ border အကန့်ရှိတဲ့အခါကျတော့ကျွန်တော်တို့ဆရာလမ်းပြောလိုက်တဲ့အခါကျတော့မှပွဲလည်းမပြတ်ပဲနဲ့ကျွန်တော်တို့ဖြောပြီးခွင့်ရခဲ့တဲ့ဒီကောင်နဲ့ပတ်သက်ပြီးတော့ဒီကောင်စောက်ကြည့်စောက်ကြည့်တော့ရုပ်တာပေါ့နော်ရုပ်လို့မရတဲ့ဟာတခုရှိပါတယ်အဲ့ဒါဂန်ကောမှာပါ okay ဘာဆက်ပြောမလဲဆိုတော့နားကြည့်နားထောင်ကြည့်အောင်ကမ်းမမိတာပေါ့နော်ကမ်းမမိတော့ဒီအချိန်မှာအဲ့ဘက်မှာလဲတိုက်ပွဲတွေဖြစ်နေတယ် ချားပါတီတဲ့လမ်းမှာမိုးဆိုကြတည်တယ်။ဒီတော့ကျွန်တော်အရင်မှသွားပြီးတော့ငကူအတိုင်းပေါ့နော်။ရေးခံလိုက်ရင် automatically ပေါ့နော်။ပေးမှာပေါ့ပေးမှာပေါ့နော်။ကျွန်တော်ကိုကျွန်တော်သွားပြီးတော့ရေးခံလိုက်ရင်ပေးမှာပေါ့။တိုက်ပွဲတွေရှိနေတော့အဲသူလည်းမသွားရေးဘာဆက်ပြောမလဲမသိဘူး။ကျွန်တော်ရွေးခံရတော့မယ်ဆိုတော့တည်တယ်ဒါမဲ့ကျွန်တော်အဲ့ရွေးခံရတော့မယ်ဆိုတာကရဲပြည်ကိုရွေးခံရမှာဒီကောင် ရွေးချယ်ခဲ့ရွေးချယ်ပဲနဲ့ဒီနေပြည်တော်ပုပ္ပတိမှာရွေးရပါနေပြည်တော်ပုပ္ပတိဆိုတာနေလားကလားပြိုင်ရမှာပါတခြားပါတီအခုဆိုရင်6ပါတီရှိတယ်တတိပုဂ္ဂလလည်းပါတယ်လူ9ယောက်နဲ့ပြိုင်ရမှာပါနော်ဟိုပါဆိုပြိုင်မဲ့မရှိဘူးအခုဆိုနိုင်မလားမသိဘူးနော်သူကကြက်ခိုင်ရဝင်ရွေးမှာဆိုသူနိုင်မလားမသိဘူးလူ6ယောက်9ယောက်နဲ့ကြက်ခိုင်နဲ့ရွေးမှာဆိုတော့သူနိုင်မလားမသိဘူးစရဲရမှာဒီရွေးကောက်ပွဲက ကြန့်ခိုင်အဲကြားပြန်ရွေးကောက်ပွဲဆိုတော့ဒါခလုတ်ကသူကဘယ်ခလုတ်နှိမ့်နေသူကကြန့်ခိုင်ရဲရောက်မှာသူနိုင်မှမလားမသိဘူးရန်စိုးရင်စရာကောင်းတယ်နော်ဒီကိစ္စလည်းနက်နဲတယ်ကျွန်တော်ကဘယ်ဟာကျော်ကိစ္စတက်နက်နဲတယ်ဒါဟုတ်ပါဆိုပြိုင်မဲ့မရှိဘူးအခုဆိုနိုင်သွားပြီပေါ့နော်အဲကျွန်တော်ကအဲ့လိုမျိုးတော့မလိုချင်ဘူးကျွန်တော်ကနေလန်းကလာပြိုင်မဲ့ကျွန်တော်ဖိုက်တာတယောက်လीဖိုက်တာတယောက်ဆိုတော့နေလန်းကလာပြန်ရမယ်ဟောရမယ်ပြောရမယ်အဲကျွန်တော်မဖိုက်တာတော့မဟုတ်တာဖိုက်တင်ဘောဒီကောဖိုက်တင်ဘောဖိုက်တင်ဘောဆိုတော့သူက fighting ball ဆိုတော့အားရှိတာပေါ့နော် အားရှိတာပေါ့อืมအဲကျွန်တော်မဲထည့်ပါခင်ဗျားတို့မဲထည့်လိုက်ရင်ခင်ဗျားတို့နောက်နာမရစီရအောင်ခင်ဗျားတို့ဒေတာဖွံ့ဖြိုးရေးကျွန်တော်ဆောင်ရွက်နေနေမယိုးရင်ကန်ကောသွားမြင်ကြည့်လိုက်ကန်ကောမှာဆိုမီ24နာရီရပြီအရင်တော့ဟာလာဘုံတလာဆိုတဲ့တက်ခုတ်ကလေးတစ်ခုရှိတယ်အခုဟိုတယ်တွေဖြစ်နေပြီအဲဒါကျွန်တော်ဖွံ့ဖြိုးတက်တက်မှုကိုကျွန်တော်ဆောင်ရွက်နိုင်ခဲ့တယ်သူကအဲ့တော့ကန်ကောကြတော့သူကနည်းနည်း ဝေးလံနေပေါ့နော်ဝေးလံနေဒီသားဖြစ်တယ်ပေါ့နော်ချင်းတောင်တန်းဘက်ကျတော့လေဝေးဝေးလံနေဒီသားဖြစ်တယ်နေပြီးတော့ကျတော့သူကခင်မီဖွံ့ဖြိုးတိုးတက်တဲ့နေရာမဟုတ်လမ်းနေရာလည်းမကောင်းဘူးမီးရာလည်း24နာရီမလာဘူးဆိုတော့နေပြီးတော့မှသူကရွေးမှသူကနေပြီးတော့မြို့ကြီးကိုသူတိုးတက်အောင်လုပ်ပေးလို့ရမှာဟိုမှာကျတော့လမ်းနေလည်းမကောင်းဘူးလေနေပြီးတော့မှဟိုမီးလည်းပုံမှန်မလာဘူးဆိုတော့လိုအပ်တဲ့နေရာကိုသူဝင်ရွေးပေးတဲ့သဘောပါတိုင်းပြည်ပေါ်မှာတော့စေတနာထားရှာပါ ိုဘက်ကျတော့ဂန်ဂောကျတော့တိုက်ပွဲတွေပါပြီးဖြစ်နေတယ်အဲ့ဒါဒေတာဖွင့်ပြဖို့ကလည်းနည်းနည်းဒီကာလမှာကျတော့ပြန်လဲထူထောင်ဖို့ကလည်းခက်ခဲတဲ့အခါကျတော့သူနေပြီးတော့ပုံမှာပိုစေတနာကြီးတဲ့အကြောင်းကိုပြောပြနေတဲ့သဘောပါ။အဲ့နေစေယုံနေဟလာငားယုံတော့မှာငားနဲ့တူမှာဆောင်ရွက်နိုင်ခဲ့တယ်။ဒါထက်တန်းချောင်းနေဘူးလားတန်းချောင်းနေလေတန်းချောင်းနေဟလာဒါတွေမပြောတော့ဘူးပေါ့နော်။ဒီကနောင်ညုံကတ္တိယလမ်းကပြမူဆယ်လမ်းထက်ကောင်းတယ်။ ကောင်းတယ်ကောင်းတယ်ဒါခိုးလို့လည်းကောင်းတယ်အဲ့လိုလမ်းကောင်းသွားပြီဆိုလို့ရှိရင် तू အများကြီးခိုးပြီးသွားပြီမူဆယ်လမ်းထက်ကောင်းတယ်အဲဒီလိုမျိုးတွေကျွန်တော်ဆောင်ရွက်နိုင်ခဲ့တယ်မြေတတမန်ကြီးပြီးအောင်လုပ်နိုင်ခဲ့တယ်အဲမြေတတမန်ကြီးပြီးတော့ဟိုချင်းအောင်ထီအောင်ကြောင့်လက်စစ်ပြီးတယ်ညရင်တော့နေ့နှစ်နာရီပဲပြီးရတယ်24နာရီရအောင်လုပ်နိုင်အဲ့တော့ကျွန်တော်အဲ့ဒီမှာသွားရွေးခိုင်းကျွန်တော်ဘလူးကြီးလေချင်းတောင်တန်းဘက်ကသူက24နာရီမီးလောက်လှုပ်ပြီးလှုပ်ပြီးထားတယ်ဆိုတော့ ကျွန်တော်ရန်ကုန်မှာတော့ဒီရေတင်ဖို့ဟိုထမင်းဟင်းချက်ဖို့အားသွင်းဖို့တော့အခုဆိုလို့ရှိရင်ဆိုလာတို့မီးစက်တို့အားကိုးနေရတာသူကချင်းတောင်တန်းမှာပါအခု24နိုင်မီးလောက်လုပေးခဲ့တယ်ဆိုတော့နည်းနည်းတော့ဒါနက်နေတယ်နော်နက်နေတယ်မဲထက်မှာပဲဘာလို့ဆိုတော့ energy မရှိတော့ဘူးလေ energy မရှိတော့ energy ကကျွန်တော်တို့ဘယ်သူမှပြောကမရှိဘူးဗျခင်ဗျအိမ်မှာရှိတဲ့ဆိုင်ကယ်လေးကိုတက်တမ်းမတွေးရင်ခင်ဗျဝတ်တောက်ဖြစ်သွားမယ်ဒါဆိုင်ကယ်လေးနော် မြ energy ကလည်းတတမတို့တော့ဝတ်တော့ဖြစ်သွားတာဒါဘသူပြောကားမှမပါဘူး energy တော့ဒီပဲချစ်ရှာတယ်နော် energy မပါရင်စကားမပြောတတ်ဘူး energy ကတော့တော်တော်ချစ်ရှာတဲ့ပုံစံပေါက်တယ်ပေါ့နော်အဲ့တော့ energy မရှိလို့ကျွန်တော်နိုင်နေမနိုင်နေမပြောနဲ့ energy တူကသူဘာလို့ဝတ်တော့ဖြစ်အောင်လုပ်လိုက်တာလဲဆိုသူမူမမှန်လို့ပေါ့အဲ့ဒါလာပြောတာကြာနော်ကျွန်တော်ကအဲ့ဒါ နေလန်းကလာပြရမယ်ပုပ္ပတိမှာကျွန်တော်ရွေးခတ်ပါမယ်ကိုကုကုကွန်ဖီဒန့်အပြည့်ရှိတယ်လေးစားပါတယ် Okay ရပါတယ်တပည့်အဲ့တော့သူကနေပြီးတော့ကြတော့ကျွန်တော်ရှေ့မှာပြောခဲ့တယ်လို့24နာရီမီးမမှန်ဘူးလမ်းနေလည်းမကောင်းဘူးဆိုတော့သူနေပြီးတော့နေပြီးတော့တိုက်ပြည့်အတွက်ဒီခွေးကောက်ပွဲမှာရွေးပေးမယ်ပေါ့နော်ဆိုတော့ Okay ပါဆက်လက်ပြီးတော့ကျွန်တော်လေးလေးနက်နက်လားထောင်ရမယ်အစီအစဉ်ဘက်ကိုသွားအောင်ပါ ဒီကာလမှာပြည်သူနဲ့တသားရရက်တည်ခဲ့ပြီးတော့ကျွန်တော်တို့အမှုပညာရှင်တွေအအများကြီးမဟုတ်ပါဘူးလက်တဆုပ်စားပါပဲကျွန်တော်တို့တိုင်းပြည်နဲ့ရှင်လို့ရှိရင်အမှုပညာရှင်တွေအ ਨੇ ချင်းထဲမှာမှာအဲကျွန်တော်တို့ရဲဘော်ရဲဘက်ကြီးဖြစ်တဲ့လူတို့နဲ့ခိုးအစာတွေကနေပြီးသစ္စာမဖောက်ပြည်သူနဲ့တသားရရှိနေခဲ့မတ်ဖြူဖြစ်ပါတယ်မတ်ဖြူရဲ့အဲရုပ်တံဖိုင်မှာ တချို့ကတော့ကြည့်ရှုပြီးွားပြီဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီမှာဘာသာပြန်စာတန်းထူတာကလည်းပါတယ်မကြည့်ရသေးတဲ့လူတွေလည်းအအတူတူကြည့်ရအောင်ပါတိုင်းပြည်ပေါ်ပြည်သူပေါ်အမတန်မှချစ်တဲ့အနိုင်ငံတကာမှာရှိတဲ့နိုင်ငံတကာအတိုင်းဝိုင်းကိုလည်းသူ့ရဲ့သတင်းစကားတွေပြောခဲ့တဲ့ရုပ်သံပိုင်ပါခင်ဗျာဒီမှာတော့ကျွန်တော်တို့အများကြီးအဟိုရှေ့ရကောင်းနေလို့တော့ကျွန်တော်ဝင်ပြောတော့မှာမဟုတ်ဘူးမဖြစ်ဘူး You might be wondering if it's really possible to imprison an artist for publishing a song on a social media in 21st century, Yeah, it is possible in Myanmar. I had two choices. One was to apologize to Hunter, a peace with them, make a deal not to involve in the politics again, and shut my mouth. Pretend that nothing has ever happened in Myanmar. Continue my career as a megastar. And let them use my image for the normalization propaganda to the world that everything is fine in Myanmar. Otherwise, I would get arrested and go to the notorious prisons of Myanmar. Another choice is to leave my successful career, my comfortable life, my wealth, my family, my home, my fans, everything I built and cherished for 20 years, to become a fugitive and end up in a third country like a nobody. I chose the second option. Because I couldn't shake the bloody hands of the hunter who have killed and tortured thousands of my fans and my fellow citizens. Then I hid in Thailand for a few more months until I received protection from France. But not everyone was that fortunate. Some of my fellow resistance artists got arrested, some imprisoned, and one famous musician got killed in the frontiers. And one famous hip hop artist, who is also a member of the parliament, got a capital punishment and he got executed in prison. That execution was the first in 30 years of our history. And the Hunter is preparing an election at the end of this year, which is nothing but a political trap to legitimize the atrocity and the crimes against humanity they committed over the past four years. As an exile resistant artist, I toured around the world since the end of 2024, singing fundraising charity concerts in London, Seoul, sent Lake Melbourne Tokyo to support the displaced people in war-torn areas, to unite the diaspora, and to increase the awareness of our forgotten war in the international scene. As a result of that, four months ago, the hunter revoked my citizenship. I will continue to speak out the truth to raise awareness of our forgotten country and our forgotten war. I will continue to do whatever I can. Your presence, especially that of young people here, encourages us, and your attention ensures us that we are seen, we are heard, we are recognized, and that we are not forgotten. and I hope one day the peace and justice will return to my country. Thank you very much. ဒီသူတွေအတွက်စိတ်ခွန်အားတစ်ခုရမယ်လို့ယုံကြည်တယ်။နောက်ဒီကာလဒီအပိုင်းခြားမှာပျော်ပျော်ကြီးပေါ်မှနေကြတဲ့လူတွေရောနီးရတာကြောက်ရတယ်ဆိုတဲ့လူတွေမျိုးရော ီရုပ်တံဖိုင်ကိုကြည့်ရင်အမတမရှက်ရွံ့စရာကောင်းပါတယ်သူတို့ကတော့ရှက်ရွံ့မမသိဘူးပေါ့နော်အဲသူတို့ကိုစားတော့ဒီကောင်တွေဘာကြီးတွေးနေနေဒီရုပ်တံဖိုင်ကြည့်ပြီးသွားရင်မဖြစ်ဖြစ်ပြတ်သားတဲ့စကားတွေကြားနေရတဲ့အချိန်မှာဘလို့မျက်ဆက်ပြီးတော့ဘလို့လိပ်ပြာနဲ့နေနေမလဲဆိုတာမျိုးသူတို့ကိုစားတော့တခါလေတွေးမိပါတယ်ဒါပေမဲ့တော်တော်များများကတော့ရှက်တတ်တဲ့ကောင်တွေမဟုတ်ကြပါဘူး အဲ့တော့နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီရုပ်သံဖိုင်လေးကတော့ကြာပါပြီ။လေနဲ့ပတ်သက်တဲ့ဟာတွေကကျွမ်းကျင်ကြတဲ့ CDN CI နေဝဲအောင်လို့လူမျိုးတွေလည်းပြောကြပါလေ။ဒါပေမဲ့မိတ်ဆွေတို့တည်ထားတဲ့နဲ့ထင်လို့ကျွန်တော်ပြန်ပြီးတော့တင်ပြခြင်းဖြစ်ပါတယ်။လေဘုံဒီပေါင်ကားဘုံပေါင်တစ်ထောင်ဘုံကြီးကျဲတိုင်းပြန်မှုအတွက်လေရင်လူတက်ဖို့အတွက်လေရင်ပြန်တိုင်း ျွန်တော်နိုင်ငံရဲ့ပြည်သူတွေရဲ့ချွေးနဲ့သွေးနဲ့ရင်းလာတဲ့ခွန်တွေဒီကောင်တွေပေးထားတဲ့ခွန်တွေဘလောက်ကုန်ကြသလဲဆိုတာရေဒီစစ်ဆောင်ပြည်သူတွေအပြစ်မဲ့တဲ့ပြည်သူတွေကိုလေရင်ကျဲနေတဲ့စစ်မိတ်ဆာတွေရဲ့ဒီစစ်မိတ်ဆာတွေလေရင်ကျဲမှုအတွက်ဒီဘုံသီးတွေထဲမှာခမားတို့ရဲ့ငွေကြီးတွေပါနေတတ်ပါတယ်။ဘာကြောင့်လဲဆိုတာဒီရုံးသက်ဖိုင်ကိုနားထောင်ကြည့် စတက်ကတိုက်လေရင်နဲ့ပေါင်900ဘုံတစ်ခါချင်းပတ်စံဘလောက်ကုန်လဲဒါကတော့ရုရှားနိုင်ငံထုတ် SU-30 SME တိုက်လေရင်မျိုးစားပဲဖြစ်ပါတယ်သူရဲ့ဈေးနှုန်းကဝယ်ယူတဲ့နိုင်ငံလက်နဲ့တက်ဆင်တဲ့စနစ်နဲ့လက်ကျင့်မှုအထောက်ပံ့များပေါ်မူတည်ပြီးတော့ဒေါ်လာတန်း90မှတန်း80အထိရှိတယ်နိုင်ငံတကာဆက်လက်နဲ့ဈေးကွက်ဤရေဘူးရခံမှန်းချက်ဖြစ်တယ် မြန်မာစစ်တပ်ကရုရှားကနေဒေါ်လာတန်400နဲ့6စီးဝယ်ထားတယ်လို့သတင်းရရှိပါတယ်။ဥပမာရန်ကုန်ကနေမုံရွာစခိုင်းသို့မဟုတ်ရခိုင်ပြည်နယ်ဘက်ကိုတာမန်လေးရင်ပြတ်တန်းချိန်ဟာ25မိနစ်ကနေမိနစ်40ဝန်းကျင်ရှိတယ်။တိုက်ခိုက်ရေးအချိန်လေးရင်တင်းတဲ့ပစ္စည်းပေါ်မူတည်ပြီးအသွားအပြန်ပြတ်တန်းချိန်စုစုပေါင်း3နာရီလောက်ကြာမယ်။လေးရင်စီ1လီတာကို1ဒေါ်လာမှ1.2ဒေါ်လာအထိရှိတယ်။3နာရီကြာလေးရင်ပြတ်တန်းမှုဟာ4လီတာပေါင်း 3000ခွဲကုန်ကြတယ်မြန်မာငွေနဲ့တွက်ကြည့်ရင်သိန်းပေါင်း1225သိန်းကနေသိန်းပေါင်း1480ရှိတယ်ဒါဟာစီတေယူစင်းနဲ့အခွန်အခတွေမပါသေးဘူး MK82 လို့ခေါ်တဲ့ပေါင်900ရိုးရိုးတန်ဘုံတလုံးကိုဒေါ်လာ9000ကနေဒေါ်လာ1000အထိရှိတယ်။185သိန်းကနေ သိန်း350ကြာပေါ့လမ်းညွှန်ချစ်စနစ်ပါတဲ့စမန်ဘုံတွေဆိုရင်ဒေါ်လာ2000ကနေဒေါ်လာ5000ထိရှိတယ်သိန်း900ကနေသိန်း1850ကြာပေါ့မြန်မာစစ်တပ်ကရိုးရိုးဘုံအုံများပါတယ်စစ်တပ်ကပေါင်900ဘုံတစ်လုံးပဲကျဲတယ်ဆိုရင်တောင်လေရင်စီနဲ့သိန်းပေါင်း2000နီးပါးကုန်ကြပါတယ်စစ်တပ်ကပတ်စံကို ပေါ်ပေါ်များများသုံးနိုင်ပါတယ်ခမားတို့ဝိုင်းကော်မေးပြီးမြန်မာဘီယာအမန်ဂိုးဘီယာကြီးတောက်ပြီးတော့ ရူဘီစစ်လိတ်တွေပြန်ဖွာနေကြပြီမလားစစ်တပ်ကဘုံတခါကျဲတိုင်းလူအသက်တွေပျောက်သွားစာသင်ကျောင်းတွေပျောက်သွားကလေးတွေဒုက္ခိတဖြစ်သွားတိုင်းမှာခမည်းတော်ပတ်စံနေဘလောက်ပါသွားပြီလဲကဲဒီလောက်ပါပဲကျေးဇူးများတင်ပါတယ်ကိုတိုင်ရောစစ်တပ်ကစစ်ရှုံးကောင်စီကထုတ်နေတဲ့စစ်လိတ်တွေတအေးတွေ VR တွေတောက်ပြီးတော့ဒီငွေတွေနဲ့ကျွန်တော်သွေးအဲ တိုင်းသားညီကောင်မောင်နှမတွေစစ်ရှောင်ပြည်သူတွေအပြစ်မဲ့တဲ့အညာဒီသာပြည်သူတွေမြန်မာနိုင်ငံအနှံ့အပြားကကျွန်တော်တို့ပြည်သူတွေကိုဘုံကျဲတက်ဖြတ်နေတဲ့ဒီလေရင်စီဘူးတွေလေရင်တွေဝဲတာကြီးလေရင်ဘုံတိတွေထဲမှာခမည်းပတ်ဆံပါနေပြီလားဆိုတာပြန်စစ်စားပါဘိုက်ကောမမေ့ပါနဲ့မြတ်လူကြီးတောက်ရင်ရက်ပါဘီယာတွေအေးအေးတွေစစ်တပ်ထုတ်ကုန်တွေတောက်ရင်ရက်ပြီးဖို့အတွက်ဒီနေရာလေးလေးစားစားတောင်းဆိုပါတယ် နောက်အစီအစဉ်ဒီမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာနှလုံးစိတ်ဝမ်းအေးချမ်းပါစေ